လက်ထက်ကိုင်းလာလာဆယ်သူနှစ်မပြည့်သေးတဲ့ကျွန်တော်ဒီ A ကရခိုင်ကိုတိမ့်လိုက်တဲ့အချိန်မှာစစ်ကောင်စီတဲ့လုံးဝမျှော်လင့်မထားတဲ့ရခိုင်ပဲချမ်းလုံးပွတ်ထွက်သွားကျွန်တော်နာမည်ကဒီဇာပါကျွန်တော်ကဒီကပ္ပစတတ်တွေမှာတောင်ထမ်းဆောင်ခဲ့တဲ့တောင်တော်ဒီပညာတက္ကသိုလ်ကျောင်းဆင်းရရှိတောင်ကျွန်တော်ကပ္ပစတတ်တွေမှာကျွန်တော်2017လောက်ကနေစပြီးတောင်ထမ်းဆောင်တော့2017ဆယ်နှစ်ကျော်ပေါ့တောင်ထမ်းဆောင်ခဲ့တယ်တောင်ထမ်းဆောင်ပြီးတော့ ော်ဒီအာနာတမှုနောက်ပိုင်းမှာတော့ကျွန်တော်စီရန်ပြုလုပ်လာဖြစ်ပါတယ်ဆလနဲ့ပစ္စည်းထုတ်လုပ်တဲ့ဆက်ရုံတွေဆိုတာကအများကြီးအရေးကြီးတယ်အရေးကြီးတယ်ဆိုတဲ့အခါမြန်မာနိုင်ငံမှာမြန်မာနိုင်ငံမြေပုံကိုကြည့်လိုက်တဲ့အခါမှာကျတော့ကျွန်တော်တို့ဒီမြောက်ဖက်ကြည့်တော့လေကချင် KIA ရှိတယ်လက်နက်ကိုင်ဖွဲ့စည်းရှိတယ်မင်းဒီရှမ်းဘက်ကြည့်တော့လေဒီရှမ်းပြည်ဘက်ကြည့်တော့လေအရှိမကျားရှမ်းမှာရှမ်းမှာလက်နက်ကိုင်ဖွဲ့စည်းရအများကြီးရှိတယ်အောက်ဖက်ကြည့်တော့လေကျွန်တော် KIA ကရင်ဘက်ကိုရောက်သွားတယ်နော်အဲ့တော့မြန်မာပြည်ဟိုတင်းလာပြီးပဲတော့သူတို့ကဟိုကတော့ဝေးတာပေါ့နော်ဝေးတယ်ဆိုတော့ကသူတို့ ီကဘာလာတက်တွေကိုပစ္စည်းတွေပို့ရမယ်ဟိုဟာစက်တွေပို့ရမယ်ဆိုတဲ့ခါမှာကျတော့ဒီမြန်မာနိုင်ငံအလဲပိုင်းကိုကြီးလိုက်တဲ့ခါမှာ AR limit ကိုသူတို့ကပရမာဆုံးခန့်စစ်စည်းတစ်ခုယူလိုက်တယ်ခန့်စစ်စည်း AR limit အနောက်ဖက်ချမ်းအနောက်ဖက်ချမ်းအဲ့ဒီမှာလက်ရှိဘယ်လိုဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီရခိုင်ရခိုင်ဆိုတာ AA ဆိုတာကကျွန်တော်တို့2009လောက်မှာသူတို့ထွန်းဘိုလ်ချုပ်ထွန်းမြတ်နိုင်တို့ဒီ kitchen မှာဆိုတော့ဒီ kitchen မှာသူတို့ဟိုဟာဟိုဟာစစ်ပညာသင်ပြီးတော့ အေးဆိုပြီးစတင်ဖွဲ့စည်းတာအဲ့ရှိမှာအဲ့သူဥဒရှိရိုးဒီဥနေလို့အဲ့ကမ္ဘာစစ်တပ်တွေစပြီးဖွဲ့စည်းတော့ဒီအေးဆိုတာမရှိသေးဘူးအဲ့တုန်းကဒီမြန်မာစစ်တပ်မှာအင်အားဟိုပါဘောနတောင်ယူထမ်းဆောင်နေတဲ့စစ်တပ်ထက်မှာကမြန်မာလူမျိုးပြည်ရင်ရခိုင်ကအများဆုံးပဲရခိုင်ကအများဆုံးပဲအဲ့တော့သူကဒီရခိုင်ဘက်ကိုသူတို့စေ့ယူလိုက်တယ်ရခိုင်ဘက်ကိုစေ့ယူလိုက်ပြီးတော့ဒီအရှိတ်ဘက်ကိုသူတို့ AR မြကြီးကိုသူတို့ရဲ့ခန်းဆဲစီးဖြစ်တဲ့ဘက်ကတဘာတားစီးဖြစ်သူတို့ယူလိုက်တယ်ယူလိုက်ပြီးတော့ AR မြဒီ နောက်နောက်ဘက်အချမ်းမှာတို့ဒီကဝါဇက်တက်တွေကိုအများကြီးတို့ဖွဲ့စည်းလိုက်တယ်ဖွဲ့စည်းပြီးတော့မြေတွေအများကြီးတင်းတယ်မြေတွေအများကြီးတင်းတင်းပြီးတော့ကဝါဇက်တက်တွေတို့ဟိုဖွဲ့စည်းတယ်အဆောက်အဦတွေဆောက်တယ်အခုလက်ရှိဖြစ်နေတာကဖြစ်နေတဲ့လက်ရှိဖြစ်နေတဲ့ဟိုကခင်းကျင်းကြတော့ကျွန်တော်တို့ဒီရခိုင်ကသူစစ်ဟိုဘောနစစ်တပ်မျောလင့်မထားတဲ့တို့ဟိုဘောနဖွဲ့လက်ရခိုင်ဖွဲ့စည်းပေါ့နော်2009လောက်မှာသူကစပြီးဖွဲ့စည်းတဲ့ဖွဲ့စည်းရတယ်ပြီးတော့ ခုချိန်လိုတဲ့မှာချိန်လိုတဲ့မှာသူ2900သူတို့ဆက်စွန်းတခုကြောက်လောက်တခုလောက်တော့မှာเนาะသူတို့ကဒီဟိုကျွန်တော်တို့ဒီဟိုဟိုရှမ်းကကျွန်တော်တို့ဒီကိုကမဒီကိုကကိုကဖွဲ့သူဟာသူဟာသိနေတာလေရမခောက်ရမခောက်ရမခောက်သိနေဖွဲ့ရဲ့ဖွဲ့ကသူတို့ကနှစ်ပေါင်းရတာကြာပြီသူတို့လည်းနှစ်ကင်လာတာကဟုတ်တယ်ဘုံရရှိနေလို့ဘုံရရှိနေတာသူတို့ကသူတို့ကလည်းနှစ်ကင်လာတာကသူတို့ကဆက်သွင်းနေများလာရှိနေကြာသူတို့ဒီရမခောက်ရမခောက်ရသိနေတာတိတ်ထူးစမ်းမဟုတ် လက်နဲ့ကင်ပြီးဟိုလက်နဲ့ကင်လာလာဆယ်သူနဲ့မပြေသေးတဲ့ကျွန်တော်ဒီ AI ဒီရခိုင်ကိုတိမ့်လိုက်တဲ့အချိန်မှာစစ်ကောင်စီတက်တဲ့ဟိုမျောလေးမှာတခုခွဲတခုခွဲတခုခွဲဒီ59နဲ့60လောက်တွင်းမှာ60တရားတွင်းမှာအကောင်းလာတယ်အကောင်းလာပြီးတော့အဲ့ဒါကလည်းဒီဒီဟိုပါဘောနော်ကျွန်တော်အမြင်ပြောရရင်တော့ဒီဘူဂျိုတူမြန်လာရတော်တော်ဘောနော်တော်တဲ့လူတယောက်လို့လည်းကျွန်တော်မြင်တယ်မြင်တယ်ဘာလို့သူ့ရဲ့ဒီ COA စွမ်းရည်ရောစကားပြောစွမ်းရည်ရောအများကြီးကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ เอเอรู้ว่าวะเนาะดิไม่ได้ตะเนี่ยว่าบอกว่าแล้วน่ะไก่ตาแล้วอภเสียทุกคู่โหเฉิงโตเฉิงโตนี่มาดิไก่ซ้อยนี่ยอซี้ยงนี่ซ้อยนี่ยออายายก้องพี่ยอดูดิซิดิว่าวะเนาะนับขาอีกทุกคนดิอั้นโหตึ้งไล่แล่นเนี่ยยังไงตะบีลงแล้วเราเปล่าเลยอ่ะในอนิจจาขึ้นนี่ปะเนาะအဲ့လိုအနေထားဖြစ်တဲ့အထိသူကဒီလိုလိုကိုဥဆောင်ဥဆောင်မှုဆိုင်လည်းကောင်းတယ်ဟိုဟာ CEO ဆိုင်လည်းကောင်းတယ်ဟိုသူဒီဘောင်းစီအမြင်လည်းရှိတာပေါ့နော်သူက အဲ့လိုခါဖြစ်လာတဲ့အချိန်မှာစစ်ကောင်စီသူတို့သူတို့ဒီကမ္ဘာသတ်တပ်တွေကသူတို့ဟိုခန့်စစ်ယူထားတဲ့ဒီရခိုင်တွေသူတို့လုံးဝမျှော်လင့်မထားတဲ့ရခိုင်ပဲချမ်းလုံးပွတ်ထွက်သွားတယ်ပွတ်ထွက်သွားတဲ့အချိန်မှာဟိုလက်ရှိကမ္ဘာသတ်တပ်တွေကျွန်တော်တို့ဒီလက်ရှိမြေပြင်ပေါ့နော်မြေပြင်မှာကျွန်တော်တို့ဒီကမ္ဘာသတ်တပ်တွေအများဆုံးရှိနေတဲ့ကမ္ဘာသတ်တပ်တွေကကျွန်တော်တို့စုစုပေါင်း25ခုရှိတာ25ခုကဗကိုးတိုင်းထဲမှာခုနှစ်ခုတို့ဒီမကွေးမှာ16 16 55 55ရုံ ပြီးနေပြီးတော့တကောက်မှာနှစ်ယုံနှစ်ယုံပြီးရန်ကုန်မှာတယုံရှိသေးတာပေါ့နော်အဲ့တော့သူကဘယ်လိုဖြစ်သွားလဲဆိုတော့ကူလက်ရှိမှာကကျွန်တော်တို့ကပ္ပစာဘကိုးတိုင်းထဲမှာရှိနေတဲ့ကပ္ပစာဆက်ယုံဒီတော့ဒီဟာပေါ့နော်ကပ္ပစာ5 6ဟိုကပ္ပစာ5 6 3 3956ဒုက္ခ3956ကပ္ပစာ5ရက်ချက်တဲ့ဆက်ယုံ ဒီဆက်ချက်တဲ့စက်ရုံပြီးရင်ကမ္ဘာစားငားနေပြီးတော့အပေါ်နဲ့နဲ့ဆက်တက်လာရင်ဒီရခိုင်ရိုးမဟိုဟာအဆက်မှာပေါ့နော်ကမ္ဘာစား16ဟိုဟာ assist ထုတ်တဲ့ assist ချက်တဲ့စက်ရုံဟော assist ချက်တဲ့ရန်တွေပါချက်တယ်ပြီးရင်ဟိုငားဟိုဟာကျွန်တော်ဒီ brand အုတ်ရှိပင်ကနေပြီးတော့ကျွန်တော်ဒီတောင်ကုတ်ကိုတက်တက်ဟိုဟာရခိုင်ကိုတက်တက်လမ်းပေါ့နော်အဲ့မှာအဲ့အဲ့လမ်းငားချောင်းပါကမ္ဘာစား6ဟိုဟာပေါ့နော်ဟိုကဘာသာ6ညတိုင်းယူဆက်ုံတိုင်းယူဆက်ုံရှိတယ်အဲ့နာဆက်ုံတွေကို တို့ဒီဟောဘယ်လိုလျှက်စစ်တာပေးနေတဲ့ဟောကြောက်ဖူးပေါ့နော်ကြောက်ဖူးမှာကပ္ပစ9ဆိုတာကကျွန်တော်တို့ကြည်တန်ထုတ်တဲ့ဆက်ရုံပေါ့ကြည်တန်ထုတ်တဲ့ဆက်ရုံဆိုတာကအချီပေါ့ small engine လေးပါတယ်ကျွန်တော်တို့ဒီလင်းရင်ကနေပြီးလင်းရင်ပြစ်တဲ့လင်းရင်ကနေပြစ်တဲ့ကြည်စံလေးပါတယ်ဒါလေးတလေးတော့တာမီတာအဲ့လိုကြည်စံကြည်စံလေးအကုန်ထုတ်ပေးတဲ့ကပ္ပစ9ကြောက်ဖူးရှိတယ်ပြီးရင်ကျွန်တော်တို့ဒီလေဓာတ်အတွက်လောပါပေါ့လေဓာတ်အတွက်ခုလက်ရှိပြီး drop bone တွေပေါ့နော် drop စစ်တပ်ကလက်ရှိသုံးလာတဲ့ drop bone တွေ ထုတ်ပေးနေတဲ့ကမ္ဘာစာ3 brown ကိုနော်ဒီဒီတစ်ဖက်ကဒီဒီရနေဒီရနေပြီးတော့ဒီအုတ်ရှင်မျိုးကူးတဲ့ကျွန်တော်နဝေဒရာနဝေဒရာကနေပြီးတော့ဆင်းလိုက်ရင်ဒီဆင်းပြီးတော့ညာဘက်ချိုးလိုက်ရင်ညာဘက်ပုံဝင်တော့ဒီဘက်ကလာရင်တော့ဘဲဘက်ပေါ့နော်ဘဲဘက်ဘဲဘက်ဒီဒီဘက်ကလာရင်နဝေဒရာကူးပြီးဘဲဘက်ချိုးလိုက်ရင် brown ပါကမ္ဘာစာ3ဒီသူကတော့ကျွန်တော်ဒီလေးတက်လေးတက်နဲ့ကျွန်တော်ဒီဟိုဘလို့ရှင်းတက်တွေအတွက်ဘုံသီးတွေထုတ်ပေးနေတဲ့စစ်တပ်ရှိတယ်။ဒါကကျွန်တော်ဒီ လက်ရှိရခိုင်ကနေပြီးတော့ကျွန်တော်ဒီဒီတောင်ကုန်းတောင်ကုန်းကနေပြီးတော့ကျွန်တော်ဒီအိုရှစ်ပင်ကိုပြေဘက်ကိုဆင်းလာရင်နီးစက်တာပေါ့နော်စုစပေါင်းအဲ့လန်ကမိုင်90ပတ်ဝန်းကျင်လောက်ပဲရှိတာပေါ့နော်မိုင်90ပတ်ဝန်းကျင်လောက်ပဲရှိတယ်အဲ့တော့လက်ရှိစစ်ကောင်စီကလည်းဒီအင်အားမသူတို့တက်ခိုက်အင်အားမလုံးတော့လို့ဒီလက်ရှိဒီအဲ့နာကပတ်ဆက်တက်တွေရပဲစစ်တီတွေဆွဲစစ်တီတွေကိုဟိုပါပေါ့နော်ဟိုရွေးထုတ်ရွေးထုတ်ပြီးတော့ရှေ့တန်းကိုပို့နေလို့လက်ရှိသတင်းတွေကြားတယ်ပေါ့နော် အဲ့ကနေပြီးတော့ကျွန်တော်တို့အပေါ်နဲ့ဆက်တက်လိုက်ရင်ကျွန်တော်တို့ပဒေမောလမ်းတိုင်းကျွန်တော်တို့အပေါ်ဆက်တက်လိုက်အိုရှင်ပြန်နေပဒေမောလမ်းတိုင်းဆက်တက်လိုက်ရင်ကျွန်တော်တို့ဒီဟိုပါတော့မင်းတုံးပေါ့နော်မင်းတုံးဆိုမင်းတုံးကိုရောက်တယ်မင်းတုံးရောက်မင်းတုံးရောက်တယ်ဟိုဘက်ဗဒန်းဗဒန်းဗဒန်းရောက်ပြီဆိုရင်ကျွန်တော်ဟိုအမအမ်ဗဒန်းဆိုရဲလမ်းစွတ်စွတ်ပေါင်းဘယ်60နဲ့4မိုင်လောက်60နဲ့အမ်နဲ့ဗဒန်းပေါ့နော်ဗဒန်းနဲ့အမ်ကို60နဲ့4မိုင်က65မိုင်အဲ့လောက်ပဲနီးကပ်တာပေါ့နော်ရခိုင်နဲ့ဆိုမိုင်တရာအတွင်းမှာမိုင်တရာအတွင်းမှာပေါ့60ကျော်ပဲရှိတယ်မိုင်60ကျော်ပဲရှိတဲ့အခါမှာ အဲ့ဒီနားမှာကြတော့လေဘာဆက်ုံနေရှိလားဆိုတော့ကျွန်တော်ဒီကော့ဆာဆက်ုံနေရတော်တော်မြင်များပေါ့နော်အဲ့မဘူးတိုင်းမှာကော့ဆာဆက်ုံနေရတော်တော်စိတ်ထားအောင်စိတ်တော့အဲ့ရနေစင်းလာခဲ့မယ်ဆိုရင်ကျွန်တော်ဒီအဲ့နားမှာစဉ်းစားရင်တော့ကျွန်တော်ဒီကော့ဆာဆက်လေးငဖေးကိုရောက်မှာပေါ့နော်အဲ့ဗဒန်းနာကော့ဆာဆက်ချုံဗဒန်းပြီးရင်အဲ့နားမှာရှိတာကကျွန်တော်တို့ဒီ305ဆိုတဲ့ဟိုပါဘောနော်အမြောက်အမြောက်တက်တက်ရှိမှာပေါ့အမြောက်တက်တက်ရှိမယ်နောက်ပြီးဒီဘက်နေနဲ့ကြော်ကြော်လာရင်ဇီးရိုင်ဇီးရိုင်မှာ လူရောင်းကာဘွေတက်ဖွဲ့ဆိုပြီးတော့စစ်တပ်တက်ရှိလာတယ်။အဲအဲ့မှာဒီဒီဘက်အောက် ARD မြစ်ဖက်ကိုနည်းနည်းရောက်သွားမယ်ဆိုရင်တော့ဒီအထက်မင်းလာတို့မလွန်တို့ဟိုဟာဘောနော်ဒီတော့ဒီလက်ပံတို့ဟာဆိုကမ္ဘာ73တို့ဟို10တို့နှစ်တို့ရောက်သွားမှာပေါ့နော်။တော်တော်စစ်ကောင်စီကကမ္ဘာတက်တွေအတွက်လုံခြုံရေးရနောက်ကြောင်းနောက်ကြောင်းနောက်ကဘုသူတို့လုံခြုံရေးယူထားတဲ့ နောက်ကျော်ကြီးနောက်ကျော်ကြီးနောက်ကျော်ကြီးကလုံးဝအကျိုးပေါက်ပြီးပွင့်နောက်ကျော်ကြီးနောက်နောက်ကျော်ကြီးပွင့်သွားတယ်ဖြစ်နေရှိ AR မြကြီးတောင်မှပဲဒါတဘာဝဒါစီးဖြစ်နေလို့တို့တို့အတွက်မပြတ်မပြတ်မစည်းရှိနေကြပါဘောနော်ကျတော့ဒါဟိုချိန်မှတော့ဒါညီလေးပြောခဲ့လို့ပေါ့နော်ဟာဒီကမ္ဘာသက်တည်တင်လုံးကတော့ဒီစစ်ကောင်းဆောင်တွေကဟုတ်လားဒီလုံညွင်းကြီးဥစားပေးပြီးတော့ပြူဝါချက်ချက်စဉ်းစားတဲ့ခါမှာဟုတ်လားတို့တို့ဒီတိုင်တယ်လုံးနဲ့ကင်နေအားကောင်းခဲ့မရှိခဲ့တဲ့ရခိုင်ပြည်ကို စဉ်းစားကြည့်လေ AI မြင့်တဲ့ရခိုင်ပြည်ကြားတွေကိုတချိန်လုံးကရခိုင်ပြည်ကလက်နက်ကင်အင်းကအမကောင်းဘူးအဲ့ဒါရခိုင်ရိုးမှတောင်းကြီးအဆက်နဲ့ AI မြင့်တဲ့ကြားကိုအခြေတည်ပြီးဒီတချောက်မှာပကိုးတိုင်းမကွေးတိုင်းဒီကျောချင်းဆက်တွေမှာအဲ့ဒါအခုတို့ဟိုဒီလက်နက်ကင်ဆက်ယုံတွေကိုတိဆောက်ခဲ့တယ်ဒါပေမဲ့လည်းဒီကနေ့သူတို့လုံးဝမမျော်လင့်ခဲ့တဲ့ရခိုင်ပြည်လုံးဝအဲ့ဒါအခုဒီ2009နောက်ပိုင်းမှာဟာပေါ်ပေါ်တော်တွေအာခက်တော်ကအချင်းတူတွဲမှာအခုတို့ဆယ်စုနှစ်တခုတွဲအတွင်းမှာရခိုင်ပြည်တခုလုံးကိုအခုတို့ထိန်းချုပ်ရဟန်တဲ့အခါမှာ ဒီရခိုင်ပြည်မှာအခြေကျောင်းနဲ့ AI မြင့်ကြမှာတိစောက်ထားတဲ့ကပ္ပစတတီရဲ့လုံမျိုးကြီးကတော့ဟုတ်လားပြောင်းပြန်ဖြစ်သွားတာပေါ့နော်အာဒီကစိုးရင်ချင်းချောက်ခံတယ်တချင်းကကပ္ပစဒီစစ်ကောင်စီတက်ရဲ့အသက်သွေးချိုးတွေဖြစ်တဲ့ဒီကပ္ပစတတီရဲ့လုံမျိုးကြီးကဒီကနေ့မှာအကြီးမားဆုံးအနီးကပ်ဆုံးချင်းချောက်ခံလာတဲ့အနေထားကိုဖြစ်လာတာပေါ့နော်ဖြစ်လာတာဟုတ်ကဲ့ကျေးဇူးပါ